မင်္ဂလာပါကျဆာမမီ channel တွေပြန်လည်ကြိုးဆိုပါရယ်ကျွန်တော်တို့ပေါ့နော်ဒီပြပမှနေတဲ့လူတွေကျွန်တော်မြန်မာနိုင်ငံကိုလွမ်းလို့အိမ်ပြန်ချင်ကြတဲ့လူတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီထားတဲ့ message တွေတခုပြပြပေးချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပြပနိုင်ငံတွေကိုစင်ကူပါပဲဖြစ်စေထိုင်းပါပဲဖြစ်စေအနိုင်ငံအရေးရကပေါ့နော်ဘလို့အကြောင်းမျိုးနဲ့ဖြစ်ဖြစ်ကျွန်တော်တို့ဒီအလုပ်သွားလုပ်ကြတယ်ပေါ့နော်ကျွန်တော်တို့ဒီကိုမြန်မာနိုင်ငံကိုအလဲပြန်လာရင်းနေဆိုပြီးကျွန်တော်အလဲပြန်လာလဲပေါ့နော်အဲ့ဒီအခါမှာလည်းကျွန်တော်တို့ဒီသက်ဆိုင်ရာဌာနတွေရဲ့ဖုန်းနံပါတ်တွေပဲဖြစ်စေပေါ့နော်သူတို့ရဲ့လိပ်စာတွေကိုစုံစမ်းပြီးတော့မှကျွန်တော်တို့စာ တင်ရမယ်လို့ပြောတယ်ဘယ်လိုမျိုးစတင်ရမလဲဆိုဥပမာပေါ့နော်ကိုမြောင်နိုင်ငံကိုအလဲပြန်လာမယ်ဆိုပြီးတော့သူတို့ရဲ့ဒီအစိုးရဌာနရေးရှိရဆိုရင်အစိုးရဌာနရေးပြီးပေါ့နော်ဒီအလုပ်သမားယုံနေဆိုရင်အလုပ်သမားယုံနေရှိရပေါ့နော်သူတို့ဟိုဆက်သွယ်ပြီးတော့မှ line ပေါ်မှာဆိုတော့ကျွန်တော် line ပေါ်မှာပေါ့နော်ဖုန်းနံပါတ်တွေ address တွေပါရေးလေ့လာပြီးတော့ဒါမှမဟုတ်ဘဲပွဲစားတွေဖြစ်စီ agent တွေပဲဖြစ်စီသူတို့သိရဆိုရင်ဒီတက်တဲ့လူတွေနဲ့ကျွန်တော်ရန်ရန်တောင်းပြီးတော့မှအဲ့လေးစားရင်ကိုမြောင်နိုင်ငံကိုအလဲပြန်ရှင်းပါတယ်ပေါ့နော်ဘယ်လိုမျိုးစတင်ရလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့မေးမြန်းရမှာဖြစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်မြန်မာပြည်ပြန် လာတာတော့လွယ်တယ်ကိုပြည်နိုင်ငံရဖြစ်စေပြန်ထွက်တဲ့ခါမှာကျွန်တော်တို့အခက်အခဲဖြစ်ပါတယ်ဗောနော်အခုလက်ရှိအနေအထားမှာကျွန်တော်တွေ့နေရတာဒီစင်ကာပူကနေပြီးတော့မှအလဲလာတယ်ဗောနော်မြန်မာနိုင်ငံအောင်အဲ့တော့ကျွန်တော်ပြန်ထွက်တဲ့ခါမှာသူဘာဖြစ်လဲဆိုတော့ ဒီပေါ့နော်ခွင့်ပြုမိတ်မကြထားတာဖြစ်တဲ့အတွက်ထုတ်ခွင့်မပေးဘူးထုတ်ခွင့်မပေးဘူးဆိုတော့လင်းလက်မှတ်တွေကျွန်တော်တို့ဒီပေါ့နော်အားလုံးအကုန်ဆုံးလာပေါ့နော်အဲ့တော့လင်းဒီလင်းကိုရနေပြီးမှပြပပြန်ထွက်လို့မရဘူးပေါ့ထွက်လို့မရတော့အိမ်ပြန်လာတဲ့အဖြစ်တွေပါဖြစ်တယ်ပေါ့နော်အဲ့တော့သူကလင်းကိုရနေရပါပြောလိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီထွက်စာအမိတ်လို့လေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီ email ရပဲဖြစ်စေတောင်အစိုးရယုံနေမှာဖြစ်စေဒီအလုပ်သမားယုံနေမှာဖြစ်စေပေါ့နော် email ပို့ပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှဒီ approve ပေါ့နော်ဒီ ထောက်ခောက်ဝင်ပေးတယ်ဆိုတော့ဟာစာရွက်ကြမှာကျွန်တော်တို့ဒီလေးစိမ့်မှာအဲ့စာပြပြီးတော့မှကျွန်တော်တို့သက်ဆိုင်ရာနိုင်ငံကိုပြန်ထွက်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရာဟိုအရင်တုန်းကအတိုင်းပဲဥပမာကိုယ်မြန်မာနိုင်ငံကိုလွန်လို့ဆိုပြီးတော့အလေပြန်တယ်အလေပြန်ပြီးတော့မှကျွန်တော်တို့ကိုယ်ပိုင်ကိုလင်းလက်မှတ်လေးဖြတ်ပြီးတော့ပြန်ရုံနဲ့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပြပါနေပြီးတော့မှကိုယ်မြန်မာနိုင်ငံကိုပေါ့နော်ကျွန်တော် ပြန်တဲ့လူတွေအားလေးသတိထားပါတော့။အဲ့တော့ကျွန်တော်တို့ကတေးရှာစုံစမ်းမှာသတင်းတွေတေးရှာစုံစမ်းပါတော့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမြမာပြည်ပြန်ပြီးတော့မှပြန်ထွက်လာတာခက်သွားမှာပေါ့နော်။အဲ့တော့အပြီးပြန်တဲ့လူဆိုရင်ပြဿနာမရှိဘူး။ကျွန်တော်တို့ဘယ်ရပဲလာတာပေါ့နော်။အဆင်ပြေတယ်။ဒါမှမဟုတ်ကိုကအလေပြန်ခြင်းကိုတက်တက်နေပေါ့။ဆိုရင်တော့ကျွန်တော်တို့အပြီးပတ်ပြန်ထွက်လို့ရရလားဆိုတဲ့ဟာပေါ့။မူတည်ပြီးတော့မှကျွန်တော်တို့ဆက်ကြရမယ်လိပ်စာတွေပါရင်ညာကြီးပေါ့နော်။အဲ့ဒါလေးနည်းနည်းဒီ agent တွေပဲဖြစ်စီပေါ့နော်။အကျဉာဏ်လေးတောင်းပြီးတော့လောက်ကြပါ။နှုတ်ဖို့ဆိုရင်မြမာပြည်ပြန်ပြီးတော့မှပြန်ထွက်လို့မရပဲ။ ဖြစ်တယ်တယ်ပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒီအခွန်အခတွေပါဆောင်ရတာပါညာရှိရေပေါ့နော်ကျွန်တော်ရေးဆိုလဲအဲ့လိုမျိုးပဲကျွန်တော်ရေးလာစာရဲ့ကျွန်တော်25ရာခိုင်နှုန်းဆိုတာဆောင်ရတယ်မဆောင်ဘူးဆိုရင်ကျွန်တော်ဒီအလုပ်ဆက်လုပ်မယ်ဆိုရင်ကျွန်တော်ဒီဗီဇာတန်တန်းတိုးတာတွေပါကျွန်တော်ဒီပေါ့နော်ပတ်စပို့တွေပါဇန်တန်းတိုးတာတွေပါညာဆိုရင်ကျွန်တော်တက်ဆိုင်ရာဌာနတွေကလုတ်ပြီးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီပြပရောက်တဲ့လူတွေလည်းပေါ့နော်ကိုယ့်ရဲ့ပတ်စပို့တွေနဲ့ကိုယ့်ဟာနဲ့ကိုယ်အေးစစ်နေနေဆိုရင်အဲ့လိုမျိုးပေါ့နော်အလုပ်ရှုပ်သက်သာနေနေဆိုရင်ဘယ်လိုမို့တရားဝင်နေနေလည်းလုတ်ရှင်နေဆိုရင်လည်း မဖြစ်မနေရတော့ကျွန်တော်ကိုရီးယားရောက်ဂျပန်ပဲရောက်ဘလိုပဲရောက်ပါနော်ကျွန်တော်ဒီမြန်မာနိုင်ငံနေပြီးတော့မှဒီအလုံးចောင်းသားတွေပဲဖြစ်စီဘလိုပဲဖြစ်စီပါနော်အလုံးနဲ့ပဲဖြစ်စီလူထွက်ခဲ့တဲ့လူတွေသူတို့ကိုလည်းတစ်ခါလေးပြောလိုက်ကြပါနော်ဒီအစိုးရကနေပြီးကျွန်တော်တို့ကလည်းဒီ MOU ဌာနကနေပြီးတော့မှကျွန်တော်ပြောလိုက်ကြပါနော်25ရာခိုင်နှုန်းကျွန်တော်ကျွန်တော်မှဖြစ်တော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုလေသွင်းရတယ်ပေါ့နော်ဒီလိုမသွင်းထားလို့ဆံမဖြစ်လေဆိုရင်ကျွန်တော်တို့တရားမဝင်မနဲ့ကျွန်တော်တို့ဒီမှာအလွတ်လုပ်ပြီးတော့မှအဖမ်းခံရတဲ့အထိပါဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ အဲ့ဒါလေးတွေသိရလေးတာပေါ့နော်ကျွန်တော်လည်းနောက်ပတ်နောက်ထပ်အကြောင်းအရာတွေမှာတင်သိသလိုအကြောင်းအရာလေးပြပြပေးမယ်ပေါ့နော်အဲ့တော့အားလုံးစင်ပြေကြပါစေ